မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်မှာရှိတဲ့ခလိုက်ရ68ကိုမြောက်ပိုင်းမဟာမိတ်တပ်များကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်ကောင်စီဘက်ကအလောင်းများနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာရှိုးမိုင်းရော်လမ်းမပေါ်လာရှိုးမြို့အထက်မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ68တပ်စခန်းကို MNDAA ဥဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်များက ပိမ့်ပိုက်လိုက်ပြီလို့သိရပါတယ်စစ်သားအလောင်းများနဲ့လက်နက်ခဲယမ်းများကိုရရှိထားပြီးတော့အသေးစိတ်ကိုတော့မကြမီမှာပရင်ထုတ်ပြန်လိမ့်မှာဖြစ်တယ်လို့သိရပါတယ်ခလာရ68တက်ကတေဆုံးနေတဲ့စစ်ကောင်စီတပ်သားများရဲ့အလောင်းများကိုမြောက်ပိုင်းမဟာမိတ်တပ်များကရဲဘော်တချို့ကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်များကိုစစ်တပ် lobby များက MNDA တပ်သားများတေဆုံးနေတဲ့အောင်အောင်ဝါဒဖြန့်မှုများကိုလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်အမှန်တကယ်ကတော့ခလာရ68ကစစ်သားများနဲ့ပြည်သူစစ်များအတုံးအယုံတေဆုံးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြစ်ဆွေထံကနေပြီးတော့ယာယီတမရယာဒူလွှဲပြောင်းရယူမှုဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဖြစ်တယ်လို့ အကြမ်းဖက်ဇော်မဲလုံးကဒီကနေ့မှာထုတ်ပြန်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်ကဇော်လိုက်လ22ရက်နေ့မှာယာယီတမရမြင့်ဆွေစီကနေပြီးတော့ယာယီတမရယာဒူးနဲ့တာဝန်များကိုလွှဲပြောင်းရယူတယ်လို့စစ်ကောင်စီကကြေညာပြီးတဲ့နောက်မှာအခုလိုမျိုးအကြမ်းဖက်ဇော်မဲလုံးကထွက်ပြီးတော့ရှင်းလင်းလာခြင်းဖြစ်တယ်လို့သိရပါတယ်။ယာယီတမရဥမြင့်ဆွေကိုစေကူတာမှုပေးရေးအဖွဲ့နဲ့ဂယုတဆိုင်ကူတာပေးလျက်ရှိပါတယ်။ဒါပေမဲ့ယာယီတမရတာဝန်များကိုပြန်လည်ထမ်းဆောင်နိုင်ရန် ကျမ်းမာရေးအခြေအနေတိုးတက်ကောင်းမှုမရှိသေးတဲ့အတွက်တာဝန်လွှဲအပ်ခြင်းကိုမနေ့ကပြုလုပ်ခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဦးစွာအတိပေးပြောကြားလိုပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄တိခွန်အရာအရေးပေါ်အခြေအနေကြေညာမှု ပုံမှန်၄တိနှစ်အရာအရေးပေါ်အခြေအနေကြီးညာမှုဒီနှစ်ခုနဲ့ဆက်ဆက်ပြီးတော့ဆောင်ရွက်ပေါင်းဆက်ကြည့်မယ်ဆိုရင်အရေးပေါ်ကာလမပြီးမြောက်သေးတဲ့ကာလအတွင်းမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှပါဝင်တဲ့ပုံကိုတချို့လစ်လက်သွားစီကမူကြန့်ရှိတဲ့ပုံကိုတွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့တာဝန်တွေကိုမလွဲမသွေဆက်လက်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်ပုံမှန်၄တိနှစ်ခါဝေးမှာဆိုရင်နိုင်ငံတော်သမ္မတအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ညှိနှိုင်းရမှာအဖွဲ့ဝင်များစုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါကား အဖွဲ့ဝင်များဖြစ်တဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်ဒုတိယတမတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးပြည်ထောင်ဝန်ကြီးဌာနဝန်ကြီးတို့နဲ့ညှိနှိုင်းပြီးတော့အရေးပေါ်အခြေအနေကိုထုတ်ပြန်ကြေညာနိုင်တယ်လို့ပြဋ္ဌာန်းထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ယာယီတမတော်ရဲ့အကြမ်းမာရေးအခြေအနေအရအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုယာယီတမတော်မတက်ရောက်နိုင်စီဖြစ်စေအကြောင်းအမျိုးမျိုးကြောင့်ယာယီတမတော်လစ်လက်သွားရင်ပုံမှန်၄တိနှစ်ခါခွေးမှာပါတဲ့ အခြေခံဥပဒေရဲ့သဘောတရားများအရာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကိုအဓိကဆုံးဖြတ်ပေးရတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုဥဆောင်ရန်အဖို့ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၉အရနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးအာဏာကိုနိုင်ငံတော်တမရကိုစားကျင့်သုံးဆောင်ရွက်လျက်ရှိတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ဦးစည်းချုပ်သာဖြစ်ပါတယ်လို့အကြမ်းဖက်ဇော်မဲလုံးကပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်မှာအခြေခံဥပဒေပုံမှန်၄၁၉အရ အာနာ၃ရက်စလုံးရှိနေတယ်လို့သိရပါတယ်။ဒါပေမဲ့ကာလုံခေါ်ယူတဲ့အချိန်မှာတော့မင်းအွန်လိုင်းအနေနဲ့ယာယီတမရအနေနဲ့ဆောင်ရွက်သွားမှဖြစ်ကြောင်းကို၎င်းကပြောဆိုခဲ့ပါတယ်။အခြေခံဥပဒေပုံမှန်၄၃၁အရအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာနိုင်ငံတော်အာဏာကိုကျင့်သုံးရမှာနိုင်ငံတော်တမရအနေနဲ့ဖော်ပြဆောင်ရွက်မှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၉အရဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးအာဏာကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့အစိုးရအဖွဲ့တို့ကပဲပြုလုပ်သွားမှာဖြစ်ပါတယ်လို့ အကျန်းဖတ်ဇော်မဲလုံးကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာစာကလေးကတမရဖြစ်ချင်းဖြစ်ချင်းတယ်ဘောကွာဘာဖြစ်လဲကွာယောက်ျားပဲပွင့်ရင်ဘောမာလုံးမဘာလဲစရှိကြီးတွေအခြေခံဥတွေပုံမှာဘာရစောက်ရေးမပါတာငါလုံးမသားတွေဦးမေကိုသားလိုးလိုက်တော့ကွာငါလူဆလပီတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မန္တလေး PDF ပူပေါင်းတပ်များတိမ့်ပိုက်ထိန်းချုပ်ထားတဲ့စင်ကူးမြို့ကိုစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စင်ကူးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီစခန်းများအလုံးနဲ့စင်ကူးမြို့ကိုဇူလိုင်လ18ရက်နေ့မှာမန္တလေး PDF ပူးပေါင်းတပ်များကအပိသက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီက AR မြစ်တစ်ဖက်ကန်းကြောင်မြောင်းမြို့နယ်မခောက်ရွာမှာတပ်ဆွဲထားပြီးတော့လက်နက်ကြီးများတပ်ဆင်ကစင်ကူးမြို့တွေကိုပစ်ခတ်နေခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ ကြောင်မြောင်းကမခောက်ရွာကိုစစ်ကောင်စီတပ်ကဝင်ပြီးတော့တတ်ဆွဲတယ်။စင်ကူးကိုလက်လွတ်လိုက်ရတော့မခောက်ရွာကိုတင်းမောတွေနဲ့အင်အားတွေလာပို့တယ်။ဒီတိုင်းမလာရဲလို့လေချောင်းအကူနဲ့လာတာလို့စင်ကူးမျိုးကကာကွယ်ရဲဘော်တို့ကပြောပြခဲ့ပါတယ်။မခောက်ကျေးရွာဟာစင်ကူးမျိုးနဲ့ AR မြစ်ချားတယ်လို့သိရပါတယ်။စင်ကူးမျိုးဘက်ကိုဇော်လိုက်လာ22ရက်နေ့ကလက်နက်ကြီးနဲ့နှစ်ချိန်ပစ်ခတ်ခဲ့တော့လဲလူထိခိုက်မှုမရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရဲဘော်တို့ကပြောပါတယ်။စစ်ကောင်စီကဇော်လိုက်လာ19ရက်နေ့က AR မြစ်အတွင်းစစ်သင်းမောများဘော်ကနေပြီးတော့စင်ကူးမျိုးတွင်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်လို့ လေကြောင်းကနေလဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စင်ကူးမြို့ကိုပြန်လဲထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသတင်းလိမ်လည်ပြီးတော့လဲထုတ်ပြန်ခဲ့သေးတယ်လို့သိရပါတယ်။စင်ကူးမြို့တိုင်းတိုက်ပွဲမှာစစ်ကောင်စီတပ်ကဒုဗိုလ်မှူးကြီးဘုံမှုအပါဝင်28ဦးကိုဖမ်းဆီးထားကြောင်းမိုးကုတ်ပြူဟာအမတ်1222တိုက်ရင်ကဇူလိုင်လ22ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ဇူလိုင်လ20ရက်နေ့ကစစ်ကောင်စီရဲ့ကြောင်မြောင်းစစ်တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာစင်ကူးမြို့နယ်လက်ပံလှရွာပြည်စိုးအောင်ရက်ွက်အတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူအခြေစားတမတရတီကို short တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ22ရက်နေ့မနက်10:00နာရီကန်က ပခုတ်ကူမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံတပ်မ101ကို short range missile 10လုံးနဲ့ပစ်ခတ်တိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်အတွင်းက87မမ60မမလက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအခုလိုပြစ်ခတ်တိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးပျက်စီးမှုကိုတော့စုံစမ်းနေစေဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုမကွေးတိုင်းပကဖ drone လက်ရုံးတပ်ဖွဲ့ BHSRF ပခုတ်ကူခရိုင်တပ်ပေါင်းစုနဲ့နယ်စီမချော Freedom Federal စစ်ကြောင်းတပ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့ဇူလိုင်လ23ရက်နေ့မှာပခုတ်ကူအခြေစိုက်တပ်မတရားတွေကအကြမ်းဖက်စစ်ကောင်စီတပ်သားများကအနီးနားမှာရှိတဲ့ခြေရွာများကိုစစ်ကြောင်းထုတ်ကရှာဖွေစစ်ဆင်းနေတယ်လို့မကွေးတိုင်းပတ်ကဖ drone လက်ရုံတပ်ဖွဲ့ BHSRF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကတရုတ်ရေနံနဲ့သဘာဝတန်းငွေပိုင်လိုင်းများရှိရာ မဒေးကျွန်းရဲစခန်းလက်နက်တိုက်ဖောက်ယူခံရပြီးတဲ့နောက်စခန်းမှာကြန့်ရှိနေတဲ့ရဲတပ်ဖွဲ့ဝင်များအားလုံးကိုဖမ်းဆီးထိန်းသိမ်းခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ18ရက်နေ့မနက်အစောကြီးကမဒေးကျွန်းရဲစခန်းမှာကင်းဆောင်တာဝန်ကျနေတဲ့ရဲတပ်သားကျော်နုကလက်နက်တိုက်ဖောက်ယူထွက်ပြေးသွားခြင်းဖြစ်ပြီးတော့စခန်းတစ်ခုလုံးမှာအရာရှိများကင်ဆောင်တဲ့6လုံးပြူတနက်နှစ်လက်သာကြံခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလက်နက်တိုက်ဖောက်ယူခံရပြီးတဲ့နောက်ဇူလိုင်လ20ရက်နေ့ညပိုင်းမှာမဒေးကျွန်းရဲစခန်းကရဲတပ်ဖွဲ့ဝင်များအားလုံးကို စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးသွားပြီးတော့ကြောက်ဖြူမြို့မှာရဲစခန်းမှာထိမ့်သိမ်းထားကြောင်းစစ်ရေးနဲ့ဒေသအခြေအနေကိုစောင့်ကြည့်နေတဲ့သတင်းရင်းမြစ်တအူးကပြောပြကြပါရတယ်။မဒေးကျွန်းရဲစခန်းမှာလက်နက်တိုက်ဖောက်ခံရပြီးတဲ့နောက်တနေ့မှာပဲ စစ်တပ်ရဲ့ဗျူဟာမှုအစ်စ်နဲ့အင်အား80လောက်မဒေးကျွန်းကိုလိုက်သွားတယ်ဇော်လိုက်လ20ရက်နေ့ညပိုင်းမှာမဒေးကျွန်းရဲစခန်းထဲကရဲတွေအားလုံးဖမ်းပြီးတော့ကြောက်ဖြူရဲစခန်းကိုပို့လိုက်တယ်လို့သူကပြောပါတယ်တပ်သားကျော်တို့လက်နက်တိုက်ဖောက်ယူထွက်ပြေးရမှာ၎င်းနဲ့အတူ G3 အမျိုးအစားတနက်၈လက် G4 တလက် MA94 တလက်နဲ့ကြီးစံ3000ကျော်လက်ပစ်ပုံနှလုံးတို့ပါသွားခဲ့တယ်လို့စီရဲသတင်းအင်းမြေပြောပြချက်အရသိရပါတယ်အခုလိုမျိုးလက်နက်ခဲရန်အများအများနဲ့ထွက်ပြေးသွားတယ်ရဲတပ်သားဟာ အာရခတက်တော်ထံကိုအလင်းဝင်ရောက်သွားခြင်းဖြစ်နိုင်ကြောင်းဒေသခံများကထင်ကြေးပေးပြောဆိုနေကြပါတယ်လက်ရှိမှာစစ်ကောင်စီတပ်ကမဒင်းကျွန်းမှာတပ်ဆွဲထားသလိုလက်နက်ခဲယမ်းများစွာဖောက်ထွင်းယူပြီးတော့စခန်းကနေထွက်ပြေးသွားတဲ့ရဲတပ်သားကျော်တို့ကိုလည်းပိုက်ဆိုင်တိုက်လိုက်လံရှာဖွေလျက်ရှိတယ်လို့သိရပါဗယ်မဒေးကျွန်း MA ရဲစခန်းဟာတရုတ်ရေနံပိုင်လိုက်စီမံကိန်းကိုလုံခြုံရေးယူပေးနေတဲ့စခန်းဖြစ်ပြီးတော့စခန်းမှာစခန်းမှုအပါအဝင်အရာရှိ2ဦးနဲ့တပ်ဖွဲ့ဝင်10ဦးစုစုပေါင်း12ဦးသာရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့သကိုင်းတိုင်းသကိုင်းမျိုးနယ်မင်းကုန်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်က၃ဦးသေဆုံးကစစ်တပ်ကမြာသိန်းတန်ဖရဲမြောက်ဘက်မှာရှိတဲ့ရှားယောင်းရွာကိုဝင်ရောက်မိရှုပ်နေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇူလိုင်လ23ရက်နေ့မနက်ပိုင်းမှာမင်းကုန်းရဲစခန်းကစစ်သားရဲပြူစောတိအင်အား၁၀၀ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်ကတိုက်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်တပ်ဘက်ကနေတိန်ရဲအရာရှိတအုပ်အပါအဝင်၃ဦးသေဆုံးပြီးတော့အများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် အခုလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်ဆက်သားရဲပြူစောတိများကမြသိန်းတန်ဖရမြောက်ဘက်မှာရှိတဲ့ရှားယောင်ချေးွာကိုဝင်းရောက်မိရှုံနေတယ်လို့သိရပါတယ်။ရဲနဲ့ပြူစောတိတွေကမနက်ခင်းကင်းပတ်ထွက်ရင်းနဲ့ PDF ကားကိုမြင်ပြီးတော့လိုက်ပစ်တာ။ PDF တွေကလက်ဦးမှုရယူပြီးတော့ပြန်ပစ်တာမှာရဲအကြီးပိုင်းတစ်ယောက်နဲ့ပြူစောတိနှစ်ကောင်သေးတယ်။ဒဏ်ရာရတာတွေလည်းများတယ်။ အဲ့ဒါဖြစ်ပြီးတော့စစ်ခွေးရဲခွေးပြူခွေးတွေကညာသိန်းတံဖေရမြောက်ဘက်ကရှားရောင်းရွာကိုဝင်ပြီးတော့မိရှုပ်နေတာအခုထိရှုပ်နေတော့မဲရွာထဲကိုဝင်လို့မရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်သားရဲပြူစောထီးများကရှားရောင်းကြေးရွာအတွင်းကိုဝင်ရောက်မိရှုပ်နေတဲ့အချိန်စစ်ကောင်စီရဲ့လေတပ်ကရဟတ်ရင်နဲ့ဝေဟင်ကနေပြစ်ခတ်နေတယ်လို့သိရပါတယ်အကြမ်းဖက်စစ်သားရဲပြူစောထီးများကရှားရောင်းရွာကိုဝင်ရောက်ပြီးတော့မိရှုပ်နေရမှာ တမိုင်းဝင်များသိန်းတန်ဖျားပါမိအနှဲငယ်ကူးဆက်လောင်ကျွမ်းမှုတွေရှိနေတယ်လို့သိရပါဗျ။မင်းကုန်းဘက်ကမီးတောင်များကိုမန္တလေးတောင်ဘက်ကတောင်မှလှမ်းမြင်နေရတယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မိတာမျိုးတော့မကြားမိသေးဘူး။ပြည်သူတွေကအစောကတည်းကမီးရှို့မယ်ဆိုတဲ့အတန်ကြားလို့ကြိုပြီးတော့ရှောင်နေကြတာ။တမိုင်းဝင်များသိန်းတန်ဖျားလည်းမိအနှဲငယ်ကူးပြီးတော့ပျက်စီးနေတယ်။လင်းရင်တွေလည်းဝဲနေတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ